ဒီလေးနဲ့ဖွင့်ခဲ့ပါတယ်လောလောဆယ်တော့တနေ့ကို9သိန်းဘူးလောက်ရောင်းရတာမျိုးတွေလည်းရှိပါတယ်ဒီထက်ပိုရောင်းကောင်းအောင်မလုပ်တင်လည်းရှင်းဒီမိကုန်းလေးကိုမဖြေပေးခင်မှာခုလိုမျိုး feedback လေး comment တားရေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲလောစီစီနဲ့ပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့မားကတ်တင်ပိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကုန်ဖြစ်ပါတယ်ဒီ comment ပိုင်ရှင်ကကျွန်တော် စားသောက်ကုန်လုပ်ငန်းတွေကို offline မှာရောင်းအားတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ video လေးမှာပြန်ပြီးတော့ comment လာပေးသွားတာဖြစ်ပါတယ်။သူကကျွန်တော်ပြောပြခဲ့တဲ့နီလန်းတွေကို like လုပ်ပြီးတော့သူ့မှာအကျိုးရလဒ်တွေရရှိတယ်ဆိုတာလေးကိုပြန်လာပြောပေးသွားတာဖြစ်ပါတယ်။အဲ့တော့ marketing နီလန်းတွေအများဆုံးအများဆုံးတော့ရှိပါသေးတယ်။အဲ့ထဲကကျွန်တော်ဒီနေ့နောက်ထပ်နှစ်ခုလောက်မျှဝေပြီးချင်ပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ signature dish ကိုဦးစားပေးပြီးတော့ကြော်ညာပါရောင်းပါ signature dish ဆိုတာကပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ site မှာနာမည်ကြီးတဲ့ဟင်းလျာဟင်းပွဲတစ်ခုပေါ့ထမင်းဆိုင်ရင်းတူရင်တော့မှာကွာထမင်းဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်မှာကျွန်တော်တို့နာမည်ကြီးတဲ့ဟင်းပွဲမတူညီကြဘူးပေါ့နော်ဒီဆိုင်ကကျွန်တော်တို့နေရာဦးချက်ကလေးကပိုကောင်းတယ်ဒီဆိုင်ကအမင်းနှက်ကပိုကောင်းတယ်ဒီဆိုင်ကဝက်ချူကပိုကောင်းတယ်ဒီဆိုင်ကဝက်တနီချက်ကပိုကောင်းတယ်ဒီဆိုင်ကဘာပိုကောင်းတယ်အဲ့လိုမျိုးကအဲပြောရင်းနဲ့သတိရလာလို့ online ပေါ်မှာ အစားအသောက် review တွေလုပ်ပြီးအခုနှစ်ယောက်ရှိရဲ့ FMB channel ကသူတို့ like ကြတဲ့ video တွေထဲမှာဆိုပြီးခဲ့တဲ့ရက်ပိုင်းလောက်ကကျွန်တော်သတိထားမိတာဆိုတန်လန်းကတမင်ဆိုင်ဒီဇိုင်းအဲ့တမင်ဆိုင်ဒီဇိုင်းမှာဘာလို့လူတွေအများစုသဘောကျတယ်ဆိုတော့တိုးစရာဟင်းပွဲကြီးတိုးစရာဟင်းပွဲကြီးမှာအကြီးရွဲ့ကြအဲ့အခုပြောသလိုဆိုပါလားတီးမင်္ဂလာဒီတွေကိုရောက်သွားသလိုခံစားရအကြီးရွဲ့ SI ကအဲ့ဒီတိုးစရာဘိုင်းအကြီးကြီးကလူတွေတော်တော်များများကိုဆွဲဆောင်တယ်ပေါ့နော်ကိုရဲ့ ထမင်းဆိုင်မှာဒူးကြိုက်အများဆုံးဟင်းလျာဘာဖြစ်မလဲခုနကပြောလို့ဝက်ချိုဖြစ်မလားအမဲနဲ့ဖြစ်မလားချက်စီပြန်ဖြစ်မလားငရဲဥဝင်ဖြစ်မလားငါးကောင်းဟင်းချိုဖြစ်မလားကျွန်တော်မသိဘူးတခုကတော့ရှိပြီးသားဖြစ်နေနိုင်တယ်လူတိုင်းက recommend ပေးကြတယ်ပေါ့နော်အဲပောက်ပြီးသားဒါတခုဖြစ်နိုင်တယ်အဲ့လိုမျိုးရှိပြီးသားဆိုရင်အဲ့ဒါကိုများများပို့ပြီးတော့ promote လုပ်အကယ်၍အဲ့လိုမျိုးမရှိသေးဘူးပေါ့နော်အားလုံးက အတူတူလည်းသူပုံမှန်မဲ့ဟွာလည်းကောင်းတယ်ဒီကလည်းကောင်းတယ်တခုတည်းကအရင်ကောင်းနေတယ်လို့လူတွေကသတိမထားမိရင်ကိုယ့်ရဲ့စားသုံးသူတွေကိုမေးကြည့်ဒါမှမဟုတ်ကိုကိုတိုင်းဆိုရင်ဘယ်ဟာကိုအကောင်းဆုံးလို့ထင်လဲပေါ့နော် ပြီးတော့ကိုယ့်ရဲ့စားသုံးသူတွေကိုလည်းမေးကြည့်ဒီမှာစားရတဲ့အထဲကမှဘယ်ဟင်းကိုကြိုက်ဆုံးလဲဘယ်ဟင်းကိုကြိုက်ဆုံးလဲအဲ့မှာမှကျွန်တော်တို့ common ပေါ့အများဆုံးကြိုက်တဲ့ဟာတခုထွက်လာလိမ့်မယ်ခုနကပြောတဲ့ငရံဥပြေးပလာငရံကောင်းဖြစ်မလားဝက်ချိုဖြစ်မလားအမဲနဲ့ဖြစ်မလားကျွန်တော်လည်းမသိဘူးအဲ့ဒါကိုကျွန်တော်တို့ကညံ့ညာ promote လုပ်ပြီးတော့ကြော်ညာအဲ့ဒါဆိုဟာဒီဟာလေးစားကြည့်ရင်ဒီဆိုင်တော့စားရမယ် အဒီဟာလေးစားကြည့်ဒီဆိုင်ကိုတော့စားရမယ်ဆိုရဲ mindset ပေါ့ဒီဟင်းလေးရအောင်ကြိုက်တဲ့လူတွေကိုဆွဲဆောင်နိုင်ပါဒုတိယတစ်ချက်ကကြတော့ review ပါဒါအမတန်မှကိုအရေးကြီးပါတယ်ကျွန်တော်တို့ပို့ပြီးတော့ပို့ပြီးတော့ရောင်းရင်ဒီဆိုင်ဟာဝယ်သူတွေရဲ့ review များလေများလေပို့ပြီးတော့ရောင်းအောင်လာလာရှိနေပါအဲ့မှာမှအခုနကပြောလိုက်ပြ FMB channel ကအကိုလိုလိုမျိုးပဲနာမည်ကြီး blogger ဖြစ်နေတော့မှ macro influencer လို့ပြောမှာပေါ့နော် follower အများမများတဲ့ ဒီကိုစိုင်ဒေတာပေါ့ကိုကရန်ကုန်ဆိုရန်ကုန်ပေါ့နော်အမန်လေးဆိုမန်လေးပေါ့ကိုထားပါတော့ ARI ဆို ARI ပေါ့ဒီကိုဒေတာနဲ့ကိုက်ညီတဲ့လွှမ်းမိုးမှုနဲ့တန်တဲ့ရှိတဲ့ blogger တွေကိုကျွန်တော်တို့ကဖိတ်ပြီးတော့ review လုပ်ပေးဖို့သူတို့ကို request လုပ်ပါပေါ့အဲ့ဒါကတော့ကျွန်တော်တို့ FOC လေးဖြင့်ပြင်မဲ့အခကြီးငွေနဲ့လည်းဖြင့်ပြင်မဲ့ဒါတော့တရားနဲ့တရားပေါ့မတည်ဘူးအဲ့မှာအရေးကြီးဆုံးက honest review လေးပေးပေးပါအားလုံးကောင်းပါသည်လို့ပြောစရာမလိုဘူးအဲကြိုက်တဲ့အချက်ကလေးတွေပြီးတော့ ပြင်စီခြင်းနဲ့မကြိုက်တဲ့ချက်လေးပါထည့်ပြောပေးပါအဲလိုမျိုးပုံမှန်လေးနဲ့ပြောခိုင်းမှာဒါမှလည်းကိုယ်ဆိုင်မှာလိုအပ်ချက်လေးရှိရဆိုလို့ရှိရင်လည်းကိုယ်ကပြင်လို့ရမှာအဲ့လိုမျိုးဟာကို blogger influencer မဟုတ်ရင်တော့မှာပေါ့ဗျာကျွန်တော်တို့စားသုံးသူတွေကအစ်စ်အမှန်တွေကရိုက်ရင်လည်းကောင်းတယ်ဆိုတော့ဒီကနေ့ကိစ္စကိုကျွန်တော်အနှိမ့်ချုပ်ပြောမှာဆိုရင်နံပါတ်1ကနံပါတ်ကြီးဟင်းပွဲတစ်ခုကိုပေါ် ထွက်နာအောင်နိုင်အောင်ကြိုးစားပါရှေ့ပြီးသားဆိုရင်အဲ့ဒါကိုပို့ပြီးတော့ promote လုပ်ပါဒုတိယတစ်ခုကတော့စားသုံးသူတွေရဲ့ review တော့မဟုတ်ကျွန်တော်တို့ blogger influencer အတန်အသင့်ပေါ့နော်ကို budget နဲ့ kait နေတာပေါ့ဟိတ်ခေါ်ပြီးတော့ honest review video လေးလုပ်ဖို့စီစဉ်ပါဒါဆိုလို့ရှိရင်တော့အမားရဲ့ဆိုင်ကလက်ရှိရောင်းနေရတဲ့အနေအထားထက်ပိုပြီးတော့ရောင်းရလာမယ်လို့ယူကြည်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ကတော့ဒီတော့ပါပဲ။ခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ။